အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့နိုဝင်ဘာ23ရက်နေ့ကဘာနောက်ဆုံးသတင်းတွေနဲ့တင်ဆက်ဆွေးနွေးကြည့်အောင်ပါအဓိကမြန်မာနိုင်ငံမှာတရုတ်ရဲ့သွားမှုမှုကိုအမေရိကလွှတ်တော်ကပေါ်ရဆွေးနွေးခဲ့တယ်အဒီကိစ္စနဲ့ပတ်သက်ပြီးဆွေးနွေးတော့မှာဖြစ်ပါတယ်ဂျပန်နဲ့တရုတ်ရဲ့ပြဿနာမှာအစ်ကောင်စီဖက်ကတော့ကျွန်တော်တို့ကတရုတ်ဖက်မှာပဲရည်တည်ပြီးမှထောက်ခံသွားမှာပါဆိုမှပြောထားတာရှိတယ် ပြီးတော့ကျွန်တော်တို့အချိန်ရှိလို့ရှင်တော့ဒီမြန်မာနိုင်ငံရဲ့မေရှားတတုနဲ့ပတ်သက်ပြီးမှ US ရဲ့ရွေးချယ်ခွင့်စတာဖြစ်ကျွန်တော်တို့ဆွေးနွေးတော့မှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ပြည်သက်တော့မမိသေးတာတော့မကြည့်ဘူးလွန်ခဲ့တဲ့နော်လွန်ခဲ့တဲ့ like a few days ago လွန်ခဲ့တဲ့ရက်ပိုင်းမှာအမေရိကရဲ့လွှတ်တော်က မြန်မာနိုင်ငံအကြောင်းနဲ့ပတ်သက်ပြီးမှသူတို့ဆွေးနွေးထားတာကိုအများအကြီးရှိသေးတယ်အဲ့ဒီတည်းမှာကျွန်တော်ပြချင်တဲ့နေရာလေးကိုပြမယ်ပေါ့အဲ့ဒါကတရုတ်ကဘလောက်အထိတောင်မြန်မာနိုင်ငံမှာလွန်မှုမှုရှိလာတာလဲပြီးတော့အထူးသဖြင့် main online ပေါ့ main online ကတရုတ်အစုရကိုမြန်မာနိုင်ငံမှာဘယ်အတိုင်းတအထိသူကဝင်ပါခွင့်ပေးတာလဲစသဖြင့်ဆွေးနွေးကြည့်အောင်အခြေခံအဖြစ်တော့မြန်မာနိုင်ငံသားတွေကတရုတ်ကိုမုန်းပါတယ် even စစ်ကောင်စီစစ်ကောင်စီတောင်မှတရုတ်ကိုမုန်းခဲ့ဖို့လည်းမကြိုက်ဘူးတရုတ်ကကျွန်တော်တို့ကမြခုလုံးတစ်ခါကြတော့2007 2008မှာတော့ကျွန်တော်တို့နိုင်ငံကတဖြည်းဖြည်းလေးနဲ့ပွတ်လင်းမင်တာမှုရှိတယ်အ2010မှာပူဆူးသွားတာပေါ့အောင်ဆန်းအောင်ဆန်းစုကြည်တို့ဘာလို့ကဒီ2010နောက်ပိုင်းမှာပေါ့နော်ရောမှုမှုတွေရှိလာတယ်အခါကျတော့ကျွန်တော်တို့နိုင်ငံကအနောက်နိုင်ငံနဲ့လည်းရင်းနှီးလာတယ်တရုတ်က အဲ့ဒီအခွင့်အရေးကြီးကိုအခုနောက်ပိုင်းမှာအာနာတင်ပြနောက်ပိုင်းမှာအနောက်နိုင်ငံရဲ့လွှမ်းမှုမှုကိုဖျက်ပလိုက်ပြီးမှအပီးအပိုင်းလုံးဝအခွင့်အရေးတုံးချတာကိုသူတို့ကပြောထားတာရှိတယ်။ဒါဆိုတော့ကျွန်တော်တို့အဲ့ဒီဗီဒီယိုကိုကြည့်ပြီးမှပဲဆွေးနွေးကြည့်ရအောင်ပါ။ Right hold on guys Mm-hmm. has increasingly aligned itself militarily with China and with Russia through armaments and training, respectively. How do you believe that these Burmese alliances will impact America's allies in the region? Sure. So, um, ဒီကျွန်တော်တို့မြန်မာနိုင်ငံကအခုတရုတ်နဲ့ပေါင်းတာကအမြင့်မြန်ဆန်းဆန်းပေါင်းလာတယ်အရန်တရုတ်ကိုဗမာအားကူးလာတာရုရှားကအစပရိုရုရှားနဲ့တရုတ်ကလည်းမြန်မာကိုလက်နက်တွေကူညီထောက်ပံ့ပေးတယ် ဲ့လိုမျိုးလို့ချင်းသားဖြစ်ပေါ့နော်အဲ့ဒီမြန်မာနိုင်ငံရဲ့နီးနားမှာ US မဟာမိတ်တွေအတွက်ဘာလို့ထိခိုက်မှုရှိလာလဲဆိုတော့မေးလာတယ်ပေါ့နော် um yeah i think that the um arms flows from china and russia uh and to a lesser extent others in the region um have an impact on stability within myanmar and then have တော့တရုတ်နဲ့ရုရှားကမြန်မာနိုင်ငံကိုစစ်လက်နက်ကူညီပေးခြင်းအဖြစ်မြန်မာနိုင်ငံကမတီးမငင်ဖြစ်အောင်ပါ ဖန်တီးထားတယ်ပေါ့ a spillover effect elsewhere in the region um so the outflow of refugees the impact of um of disease that is not confined to borders ပြတော့တခုရှိသေးတယ်အခုလိုမျိုးတရုတ်နဲ့ရုရှားကမြန်မာနိုင်ငံကိုစစ်စစ်လက်နက်တွေထောက်ပံ့တယ်ဆိုတာကလည်းမြန်မာနိုင်ငံရဲ့ခြေနေမတည်ငြိမ်မှုဖန်တီးတယ်ဒုက္ခတွေအများကြီးထွက်လာတယ်အဲ့မှာယောဂါတွေကအစာမတည်တဲ့ယောဂါတွေကလည်းအများကြီးဖန်တီးလာတယ်ပေါ့နော် um, all of those things are uh, are follow-on impacts of the armed support that's being provided by China and Russia to the regime that enables it to continue to uh, to wage war against the Myanmar people. Yeah. Thank you. ဆိုတော့တရုတ်နဲ့ရုရှားအကြောင်းမြန်မာနိုင်ငံမှာအခြေအနေမတည်ငြိမ်မှုတွေလုပ်နေတယ်ပြည်သူလူထုတွေကိုပဲဆူရကအဲ့ဒီလက်လက်နက်တွေကိုတုံးချပြီးမှပဲတိုက်ခိုက်နေတယ်ဆိုတာပြောလာတယ်ပေါ့နော် uh, uh, Can you please share what actions the United States terrible and dignified and safe return for those who allowing exactly. them to bypass the Strait of Malacca. So first of all, let's start with that. Uh, Ambassador? Uh, yes, sir. Um, China sees Burma as their gateway to the Indian Ocean. They, this has been a plan that has been in place for some time now. All, China see Burma as Indian Ocean. တရုတ်ကလည်းဒီ India Ocean ကိုသူ့ရဲ့ gateway သူ့ရဲ့လမ်းဖောက်တဲ့နီလာနဲ့ပဲမြန်မာနိုင်ငံကိုအသုံးချဖို့ကြိုးစားနေတယ်။ဆိုတော့အခုကျွန်တော်တို့ BRI ကအစပေါ့ဗျာအဲဒါအင်္ဂလိပ်ချင်းရဲ့လွှမ်းမိုးမှုရာအတွက်တရုတ်ကမြန်မာနိုင်ငံကအဓိကအရေးပါဆုံးအသုံးချပဲနေရာမှာအကောင်းဆုံးဖြစ်နေတယ်ပေါ့နော်။ဆိုဒီ India Ocean Gateway ဖြစ်ဖို့ရတော်တော်မှကျွန်တော်တို့မြန်မာနိုင်ငံကိုလုံးဝအခြေခံကြအောင်နေရာတစ်ခုနဲ့အတွေ့တယ်ပေါ့နော်

they are doing whatever it takes မြန်မာနိုင်ငံမှာရှိနေတဲ့တရုတ်ရဲ့ SS တရုတ်ရဲ့ချမ်းသာမှုတရုတ်ရဲ့ပိုင်ဆိုင်မှုကာကွယ်ဖို့ရတဲ့တော့တရုတ်ကတော့လူအလုပ်ဆိုလို့မြန်မာကိုလည်းဖျက်ဆီးမှာပဲ whatever it takes အဲ့ဒီသူတို့ရဲ့ပိုင်ဆိုင်မှုကာကွယ်ဖို့ရတဲ့ကျွန်တော်တို့တိုင်းသားတည်နေတရုတ်တရုတ်ကစောက်ခွေးယူဆိုင်မှာမဟုတ်ဘူးကျွန်တော်တို့မြန်မာတိုင်းနိုင်ငံလုံးပြာကျသွားရင်လေတရုတ်ကစောက်ခွေးယူဆိုင်မှာမဟုတ်ဘူးတရုတ်ရဲ့ခွေးယူဆိုင်တာပါတယ် သူ့ရဲ့ access သူ့ရဲ့စီးပွားရေးပိုင်ဆိုင်မှုကာကွယ်ဖို့ပဲဖြစ်နေတယ်။အဲ့ဒါကြောင့်တရုတ်ကတော့သူတို့ရဲ့ပိုင်ဆိုင်မှုကာကွယ်ဖို့ရတဲ့ဘာမစုလောက်တာပဲဆိုမှသူပြောလာတယ်ပေါ့နော်။ and and for precisely the reasons that you state um the biggest threat to that right now is the ascent of the Arakan army in Rakhine State, where Jogpu is located. And so, one of the reasons that the Chinese have become more of a decisive enabler of the regime's war and are trying to shut down some of the problems in other areas of the country are to allow the Burma army to target its resources on the areas that China that are most critical to China. So, all. အဲ့ဒါကြောင့်တရုတ်ကဒီတခြားနေရာမှာလမ်းတွေပိတ်ပြီးမစစ်ကောင်စီကိုဖိအားပေးလာတယ်ပေါ့နော်ဆိုတော့ရခိုင်ပြည်နယ်ကြောက်ဖြူရဲ့ project ကြီးကဒီတရုတ်နိုင်ငံအတွက်ချင်းချောက်မှုအကြီးဆုံးက AA ဖြစ်နေတယ် AA ကအဲ့ဒီနေရာကိုတင်းပိုက်နေမယ်ဆိုတော့တရုတ်နိုင်ငံအတွက်လက်တာကချင်းချောက်မှုဖြစ်နိုင်ရှိရှိတယ်အဲ့ဒါကြောင့်တရုတ်ကသူ့ရဲ့ resources ပေါ့နော်သူ့ရဲ့လက်နက်ကိရိယာကအစကအကုန်လုံးပိုင်ဆိုင်မှုကိုစစ်ကောင်စီကိုအသုံးချခိုင်းတယ်စစ်ကောင်စီကအဲ့ဒီ ကြောက်ဖြူကိုကောက်ခွေပေးဖို့ရအတွက်တရုတ်ကလုပ်နေတယ်ဒွန်းအားပေးနေတယ်ပေါ့နော် And right now, you have Chinese armed forces, police, and armed forces operating inside Burmese territory to protect critical infrastructure for the Chinese. This is. ဒါတော့မကဘူးတဲ့အခုလက်ရှိချိန်နေမှာတဲ့တရုတ်ရဲ့လက်နက်ကန်အဖွဲ့တွေကိုမြန်မာနိုင်ငံဒွင်းထီထီမှာလာပြီးမှတရုတ်ရဲ့ asset တရုတ်ရဲ့စီးပွားရေးပိုင်ဆိုင်မှုတွေကိုကာကွယ်ပေးလာတာတဲ့ precedented in the history of Burma. So အရာကမြန်မာတမိုင်းတလျှောက်မှာလုံးဝမကြုံစဖူးဖြစ်တဲ့ကိစ္စတွေဖြစ်နေတယ်။မြန်မာကျွန်တော်မြန်မာတိုင်းနိုင်ငံတမိုင်းတလျှောက်မှာကတရုတ်ရဲ့လက်နက်ကအဖွဲ့တွေလာပြီးမှမြန်မာနိုင်ငံရဲ့တရုတ်ပိုင်စိတ်ယုံတွေကိုကောက်ွယ်ပေးတာတို့ဟွာလို့တာတို့မရှိဘူးအခုမှမရှိတာ။ဆိုတော့တရုတ်ကမြန်မာနိုင်ငံကိုဘယ်လောက်ထိတော့အတုံးချလဲဆိုတော့ပြစ်သက်တို့တွေ့ပြီလား? Steve said, as Mr. Haas said, the Burma military hates the Chinese because they have a long history of enmity. But the and the fact that Men Online has allowed China to become so So I'm hazuno de Myanmar military ka tiyau ko mong ba de. Tinoro ka hazuno Myanmar sit ta rin ka tiyau ko mong ba de. Sit kaun si nu a yin nong ka mong ba de. A yin nong ka jo communist ne lo tai bwe phit de de chuno Myanmar naingai ma le. Myanmar naingai ma communist ka communist မြန်မာနိုင်ငံကျွန်တော်တို့မြန်မာနိုင်ငံကိုကွန်မြူနစ်နိုင်ငံဖြစ်ဖို့ရတဲ့တရုတ်ကအကူအညီပေးခဲ့ဖို့တာမြန်မာနိုင်ငံမှာကွန်မြူနစ်စစ်ပွဲကြီးရှိခဲ့ဖို့ရဆိုတာစဖတ်တဲ့လူငယ်တိုင်းတည်နေတယ်ဆိုတော့ကျွန်တော်တို့ကအစကရိကနေမြန်မာစစ်တပ်ကလည်းတရုတ်ကိုတိုက်ပြီးတဘောကြတာမဟုတ်ဘူးဒါပေမဲ့ခုနောက်ပိုင်းကပါလဲဆိုတော့ဘူချုပ်ဒီဘူချုပ်ဘူကြီးမင်းအွန်လိုင်းအထူးသဖြင့်မင်းအွန်လိုင်းတာဝန်ရရှိပြီးတဲ့ပိုင်းမှာပဲအခွင့်ရေးယူပြီးမှအတူရဲ့အာနာထိမ့်သိမ့်ဖို့ရတဲ့အတွက် ်သူ့ရဲ့အသက်ရှင်တန်ဖို့ရအတွက်သူ့ရဲ့ချမ်းသာကြွယ်ဝဖို့ရအတွက်တရုတ်ကိုပဲအကုန်လုံးချင်းကပ်ပြီးမှလောက်ပိုင်ခွင့်ပေးလာတယ်ပေါ့နော် influential in that country is a sign of his desperation and weakness but china is fully taking advantage of all တော့ဒါကမင်းအောင်လှိုင်ရဲ့အာနေချက်လက္ခဏာတွေဖြစ်လာတယ်ပေါ့မင်းအောင်လှိုင်ရဲ့အာနေချက်လက္ခဏာတွေဖြစ်လာတယ်ဆိုတော့တရုတ်ကလည်းမင်းအောင်လှိုင်ရဲ့အာနေချက်ကိုတီးပြီးမှအဲ့ဒါကိုလုံးဝအရင်အခွင့်အရေးကိုအသုံးချပလိုက်တယ် take fully advantage ယူသွားတာတရုတ်ကနော်ဟွန်းမင်း online အားနည်းနေတဲ့ချိန်ကြီးမှာ ကျွန်တော်တို့ကလုတ်ပြီးမှတရုတ်ကတတ်နိုင်တဲ့လောက်စားမယ်ခွာတတ်နိုင်တဲ့လောက်လုတ်မယ်ဆိုမှခွင့်ရယူသွားတာ um and this if you go back to 2010 when and, and 20, or 20, 2007 and 2008 when the regime started to experiment with openness the reason they did that was because they were becoming too dependent on china for their own comfort that so was, the 2007 8 9 ten, So ဘာဘာကြောင့်လိုမျိုးလုပ်တာလဲဆိုတော့သူတို့ကိုယ်တိုင်ကလည်းတည်နေတယ်ကျွန်တော်တို့မြန်မာနိုင်ငံကတရုတ်ကိုမိခိုးလွန်းတယ်တရုတ်မပါဘဲနဲ့မြန်မာနိုင်ငံကအသက်မရှင်နိုင်လောက်တဲ့အခြေအနေထိဖြစ်လာတာသူတို့ကအတိလာတယ်ပေါ့ key driver of the 2010 elections and the openness and the liber the freeing of Aung San Suu Kyi and all of those things that happened after 2007 they are now so desperate to hold on to power men online specifically but also the the senior people around him that they have allowed china to come in in a way that they had never done before so တော့အခုကတော့နော်တရုတ်ကိုမင်း online ကအာဏာရရှိပြီးနောက်ပိုင်းမှာသူ့ရဲ့အာဏာချမ်းသာခြင်းဟောမှုထင်းထင်းဖို့ရတဲ့တရုတ်ကြီးအကုန်လုံးနေရာပေးလိုက်တာတခါမှမြန်မာသမိုင်းတခြားမှာတခါမှမလုတ်ဖို့တဲ့အရာကြီးကိုမင်း online ကတရုတ်ကြီးကိုအပြစ်အဝအလုပ်ပိုင်းခွင့်ပေးတာတဲ့ Mr. Ross uh, Yeah I, I agree with uh, Ambassador Curry um, I, I think that uh, what China has pursued in Myanmar is enough stability such that it can advance its geostrategic and economic interests through these mega infrastructure pro projects but not so much stability that it can't wield leverage over all stakeholders involved. ဆိုတော့တရုတ်ကမြန်မာနိုင်ငံမှာလှုပ်တာသူရဲ့စီးပွားရေးအကျိုးတွေဖြစ်နေတယ်။မြန်မာနိုင်ငံရဲ့တည်ငြိမ်အချမ်းမှုကိုလုံးဝမပါဘူးဆိုတဲ့သဘောပါ။ဆိုတော့ကျွန်တော်ဒီကိစ္စတရုတ်ကမြန်မာနိုင်ငံမှာဘယ်လောက်ထိလွှတ်မှုမှုရှိတဲ့ကိစ္စအခုနောက်ပိုင်းမှာကဲဒါကတော့လွှတ်တော်ကလွှတ်တော်ကကျွန်တော်မြန်မာနိုင်ငံမှာတရုတ်ကအမှုအနည်းနဲ့အုပ်ချုပ်လာပြီ။ တရုတ်ရဲ့လွှမ်းမိုးမှုကအပြည့်ဖြစ်လာပြီနော်ဒါကခေါ်သူပြောတဲ့အတိုင်းပါပဲလက်ရှိမြန်မာပြည်မှာနေတဲ့လူတွေကလည်းတည်ပြီးသားဖြစ်နေတယ်ဒီကိစ္စကြီးဘယ်လိုပဲပြောပြုံညင်းလို့မရတဲ့ facts ကြီးဖြစ်နေတယ်ဒါဆိုတော့ထိုင်ဝမ်နဲ့တရုတ်အခြားကမြန်မာနိုင်ငံရဲ့ယက်တီချက်ကိုကျွန်တော်တို့တစ်ချက်လောက်ပြောပြအစေ so japan wenji takachi က taiwan အရင်းနဲ့ပတ်သက်လာတယ်ဆိုရင်တရုတ်က taiwan ကိုကျူးကျော်တင်ပိုက်နေမယ်ဆိုရင် ဒါကိုဂျပန်နိုင်ငံရဲ့ရှင်တန်ယက်တီမှုကိုချင်းချောက်လာနိုင်တယ်။အဲ့ဒါကြောင့်ကျွန်တော်တို့ဂျပန်ကလည်းစီရရဝန်ပါနိုင်ချေရှိရဆိုပြီးမှနိုဝင်ဘာလ9ရက်နေ့မှာပါလီမန်မှာဂျပန်ဝန်ကြီးတခါချီကပြောခဲ့တယ်။အဲ့ဒီပြောပြီးတဲ့နောက်ပိုင်းမှာဂျပန်နဲ့တရုတ်ကြားကတင်းမာမှုတွေရှိတယ်။တရုတ်နဲ့တရုတ်တပ်ဖြတ်မှတိုက်ခိုက်မယ်။ဘယ်လောက်ထိတောင်ဖြစ်လဲဆိုဂျပန်ရဲ့နီနာရီမှာတရုတ်ရဲ့စစ်တင်ဖို့ကြီးကိုဆေလွတ်တဲ့အချိန်ဒီမှာမှရှိနေတယ်။အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမ ျွန်တော်တို့စစ်ကောင်စီဖက်ကပေါ့နော်မြန်မာစစ်ကောင်မရှိဖက်ကတရုတ်ဖက်ကပဲထောက်ခံမယ်ဆိုပြီးမှပြည်ရေးစုခွင့်ရှိတဲ့သူဇော်မေလုံးကပြောသွားပါတယ်ဇော်မျိုးထွန်းကပြောသွားပါတယ်သူကဘယ်လိုပြောလဲဆိုတော့ဂျပန်ဝန်ကြီးချုပ်အသည့်ရဲ့ထိုင်ဝမ်အရင်းနဲ့ပတ်သက်ပြီးပြောကြားချက်များကိုတဲ့ကျွန်တော်တို့အနေနဲ့နိုင်ငံတကာသတင်းမီဒီယာတွေမှာတွေ့ပါတယ်တဲ့အဲဒါဆိုမြူချွန်းကပြောတယ်နော်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်လို့တဲ့မြန်မာနိုင်ငံရဲ့သဘောထားယက်တီချက်ကတော့ နံပါတ်1မြန်မာနိုင်ငံအစုရဟာတဲ့တရုတ်နိုင်ငံရဲ့နော်တရုတ်တနိုင်ငံထဲမူဝါဒ one china policy ကိုခိုင်မာစွာထောက်ခံယက်တည်ပေးပါတယ်တဲ့ဆိုတော့ဂျပန်နဲ့တရုတ်ဖက်မှာကျွန်တော်တို့စစ်ကောင်စီကတော့လုံးဝတရုတ်ဖက်မှာပါမယ်ဆိုတဲ့သဘောပါဆိုတော့တရုတ်နိုင်ငံတရုတ်တနိုင်ငံထဲမူဝါဒ one china policy ပေါ်မြန်မာနိုင်ငံကခိုင်မာစွာနော်ထောက်ခံယက်တည်ပေးတယ်ဆိုတာကို မြန်မာနိုင်ငံရဲ့ယာယီသမရဘူချိုမူချီမင်းအောင်လှိုင်ကိုရိုင်ကလည်းတရုတ်နိုင်ငံခေါင်းဆောင်ကိုတွေ့ဆုံနေတဲ့အချိန်မှာပြောတာပဲတဲ့ဆိုတော့ကျွန်တော်ဂျပန်နဲ့ထိုင်ဝမ်နဲ့ဂျီဘာငယ်ဘာငယ်လို့ပြောကျွန်တော်တို့ကတော့တရုတ်ဘက်မှာပါမယ်ပေါ့တရုတ်ဘက်မှာပါမယ်တရုတ်ပြောတာကိုကျွန်တော်တို့လက်ခံမယ်ဆိုမှဘူချိုဇိုမြူထွန်းကပြောထားပါတယ်ပြီးတော့တရုတ်ကအိန်နီချင်းနော်အိန်နီချင်းမိတ်ဆွေကောင်းနိုင်ငံဖြစ်ပြီးမဟာမိတ်မိတ်ဆွေနိုင်ငံရည်နဲ့ သူတို့နဲ့အတူပုံမြရှင်တာရှင်တာမယ်ရက်ဒီပေးမယ်ဆိုမှပြောထားပါတယ်။နော်ကျွန်တော်တို့မြန်မာနိုင်ငံကစဉ်းစားကြည့်နိုင်ငံတကာအရင်မှလေတရုတ်ကဘာပဲလုပ်လို့မြန်မာနိုင်ငံကတော့တရုတ်ဖက်ဝင်ပါမဲ့အလားအလာဖြစ်နေပြီ။ကျွန်တော်တို့ကတရုတ်ခွေးလေးဖြစ်နေနော်စစ်ကောင်စစ်ဖက်ကတော့တရုတ်ရဲ့နေမီတီတန့်ခိုင်မာရေးအချုပ်အခြာအနာအပိုင်းမှာကျွန်တော်တို့မြန်မာကလေးစားပြီးမှတရုတ်ရဲ့ interest ကိုကာကွယ်ပေးမယ် ်မြန်မာကအမေရန်တရုတ်ဖက်မှာထောက်ခံရတည်ပေးမယ်အစုမစစ်ကောင်စီပြောရေးစုခွင့်ဇော်မျိုးထွန်းကပြောသွားတာတော့နိုင်ငံတကာအရေးမှာဘယ်ဖြစ်ဖြစ်ဘင်းနေရမှာဘယ်ဖြစ်ဖြစ်ကျွန်တော်တို့က China ရဲ့ပပက်ဖြစ်လာတယ်တရုတ်ရဲ့ခွေးကလေးဖြစ်လာတယ်ပြည်ရင်းရေးမှာတရုတ်ကမြန်မာနိုင်ငံထဲမှာဝင်လာပြီးမှတိုက်တလောက်ဝင်ရောက်စစ်ဖက်ခွင့်ကျွန်တော်တို့ကပေးထားတယ်မင်းအောင်လှိုင်ကအကုန်လုံးခွင့်ပေးတယ် တရုတ်ကလည်းအဲ့ဒီအခွင့်အရေးကိုတွေ့ပြီးတဲ့နောက်ပိုင်းမှာရတယ်ကွာကျွန်တော်တို့ဂျုံးမယ်ချမယ်အခွင့်အရေးရအောင်ချမယ်အစိုးမပြောလာတယ်စဉ်းစားလုပ်လာတယ်အဲ့ဒါကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိနေတမျဒီစီပွားရေး BRI ကအစအိန္ဒိယ Ocean ကအစမြန်မာနိုင်ငံကိုအတုံးချပြီးမှပဲတရုတ်ကလုပ်လာတာဆိုစစ်ကောင်စီကနော်စစ်ဒီတိုင်းတာစစ်ကောင်စီကပေါ်လာတော့ဒီတိုင်းတာစစ်ကောင်စီက အများကြီးကြာကြာကြီးအောက်ချုပ်နေမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံကတော့မကြာခင်တော့ဒုက္ခရောက်သွားလိမ့်မယ်ဒါတော့တေချာတယ်ဆိုစဉ်းစားကြည့်ကောဘောရာတို့ဒီလူသားဆက်လက်ပြီးသွားနေမယ်ဆိုရင်ပြောတာပါအရာရာကိုဝါနေဖို့ကောင်းပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးမှောက်ပါတော့ဆိုတော့ကဲဒါကတော့ကျွန်တော်တို့မြန်မာနိုင်ငံအရင်းမှာဗောနောမြန်မာနိုင်ငံအရင်းမှာ ဟိုင်ဝန်နဲ့တရုတ်နဲ့ပတ်သက်လာတဲ့ဆိုတော့မြန်မာနိုင်ငံကတော့တရုတ်ဘက်မှာရည်တည်မယ်အခုမြန်မာနိုင်ငံမှာတရုတ်ရဲ့လွှတ်မှုမှုဘလောက်ထိကြီးမားပြီလဲဆိုတော့အမေရိကရဲ့လွှတ်တော်တွေကပြောထားတဲ့ကိစ္စကိုပြောသွားတာပါဒါဆိုကျွန်တော်တို့ဟောနောက်ထပ်တတိနေ့တွေကျွန်တော်ပြောပြချင်တယ်ပေါ့နော်အဲ့ဒါကတော့ဗာလဲဆိုတော့မြန်မာနိုင်ငံရဲ့မေရှားတတူနဲ့ပတ်သက်ပြီးမှဒိုနယ်ထရမ့်ရဲ့ရင်ပြန်မှုအတိတ်ပေါ့ပတ်သက်ပြီးမှကျွန်တော်ဆွေးနွေးကြည့်အောင်ဆိုတော့ထရမ့်ရဲ့အဓိက အမျိုးသားလုံးချုပ်ရေးဦးစားပေးချက်ကမေရှားတတုဖြစ်လာပါတယ်ဆိုတော့ဒီမေရှားတတုကတရုတ်ရဲ့လဝါကြီးအုပ်မှုကနေပဲလောထောက်ကလွတ်မြောက်ချင်လာတယ်ကဘာမှာတရုတ်ကမေရှားတတုရဲ့ဈေးကွက်ကိုဂူးစေရခိုင်တော့အာထိမ့်သိမ်းထားတယ်ပေါ့တရုတ်ကဆိုတော့အမေရိကကလည်းအဲ့ဒီတရုတ်ရဲ့လဝါကြီးအုပ်မှုကနေလွတ်မြောက်လာချင်တယ် အဲ့ဒါကြောင့်တခြားနေရာတွေမှာမေရှားတပ်တူကိုလိုက်ရှာနေတယ်အမေရိကကလေကမ်ဘောဒီးယားတို့ထိုင်းလန်တို့မလေးရှားတို့အာဖရိကတို့ဩစတြေးလျတို့အနေအားပေါင်းစုံမှာ မေရှားတပ်တူကိုလိုက်ရှာနေတယ်ဆိုဒီမေရှားတပ်တူရေးပါမှုကခင်ဗျားတို့တည်ပြီးသားတဲ့အတိုင်းပါပဲခက်မြေတဲ့ဤပညာတွေမှာလုံးဝဒါကအသက်သွေးချိုးကြီးဖြစ်နေတယ်ကွန်ပျူတာလို့မလားလက်စစ်လို့မလားလက်စစ်ကားလို့မလားတိုက်လေရင်လို့မလားတင်ဘောလို့မလားစီမီကွန်ဒေါက်တာလို့မလားဖုန်းလို့မလားကွန်ပျူတာလို့မလား အဲ့လိုမျိုးမှာမေရှက်တတုကအရေးပါဆုံးဖြစ်နေတယ်။ဒါပြဿနာကတယောက်ကဒီကပကပတန်စင်ဘီမေရှက်တတုထုတ်လို့မှုနှုံးမှာ85က90ရာခိုင်နှုန်းထိသူတို့ကအထင်ချောက်ထားတာအဲ့ဒါပြဿနာတယောက်ကအဲ့မှာမြန်မာနိုင်ငံရဲ့အခန်းကဏ္ဍတစ်ချက်လောက်ကြည့်ရအောင်ဒီပြန်ပွဲမှာတော့မြန်မာနိုင်ငံဟာတဲ့အလားအလာအကောင်းဆုံးနော်ဒီ player ဖြစ်နေတယ်ဂိမ်းကစားသမားဖြစ်လာတယ်မြန်မာနိုင်ငံကလေမြန်မာနိုင်ငံမှာရှိတာက ကပအကြီးဆုံးမထူးဖော်ရသေးတဲ့မေရှားတတူတိုက်ကြီးတွေကချင်နဲ့ရှမ်းပြည်နယ်နဲ့တရုတ်နယ်စပ်မှာရှိတယ်တဲ့ကပမှာအကြီးဆုံးမထူးဖော်သေးတဲ့မေရှားတတူတိုက်ကြီးကမြန်မာရှိတယ်ကချင်နဲ့ရှမ်းနယ်တရုတ်နယ်စပ်မှာရှိတယ်တဲ့ဆိုလက်ရှိအခြေအနေအခုကျွန်တော်တို့လက်ရှိအခြေအနေမှာတရုတ်ကုမ္ပဏီတွင်ကတရဝင်ရောတရားမဝင်ရောနီးမျိုးစုံနဲ့အကြီးအကျယ်ဒူးဖော်နေတယ်မေရှားတတူ ကျွန်တော်နိုင်ငံမှာအလောက်ထီတောင်တရုတ်ကုမ္ပဏီတွေကလာပြီးမှကြိုက်တနောက်လောက်ရလောက်အောင်ကျွန်တော်ကဘာလို့နေလို့လဲမင်းအွန်လိုင်းကတရုတ်ကိုခွင့်ပြုပလိုက်တာကွာတရုတ်ကလည်းဒါကိုအခွင့်ရေးကိုအပြည့်အဝအသုံးချပြီးမှမင်းအွန်လိုင်းအာဏာရနေတုန်းမင်းအွန်လိုင်းအာဏာရှိနေခိုက်ကြီးမှကျွန်တော်ကအကုန်လုံးလုပ်မယ်ဆိုမှတရုတ်ကလည်းလုပ်လာတယ်တရုတ်ကလည်းအဲ့ဒီအခွင့်ရေးကြီးကိုသုံးချလာတဲ့ခါကျတော့ကျွန်တော်မြန်မာနိုင်ငံမှာတရုတ်ဝင်မဖြစ်ဖြစ်တရုတ်ဝင်မဖြစ်ဖြစ်အကုန်လုံးကြောက်ရော ကြောက်ပဲဖြစ်ဖြစ်ရွှေပဲဖြစ်ဖြစ်ဗတမြားပဲဖြစ်ဖြစ်ဒီမေရှားတတူပဲဖြစ်အတကုံတူတာတကုံလောက်တာနောက်ဆုံးကြောက်တော့ပြီးသူလူထုကပဲဒုက္ခရောက်နေတယ်အေးနော်ကျွန်တော်တို့အဲတဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးမှဖြစ်စည်းတာတော့ natural disaster ပေါ့နော်ဘေးအန္တရာယ်တဘာဝဘေးအန္တရာယ်ကြုံတာတော့ရင်းငိညံ့တာတော့လေလေထုငိညံ့တာအစအပြစ်ကြုံလာရတယ်ဒါမဲ့တရုတ်ကတော့ ပြည်သူလူထုကျွန်တော်တို့ပြည်သူလူထုဘလို့ရှင်းတယ်ဆိုတော့စောက်ခွေးမဆိုင်ဘူးတရုတ်ကြီးကလေမြန်မာနိုင်ငံမှာရှိနေတဲ့မြန်မာနိုင်ငံမှာရှိနေတဲ့တရုတ်ရဲ့အစီပွားရေးပိုင်ဆိုင်မှုတရုတ်အစိုးရကအဲ့ဒီသူအဲ့ဒါကိုပဲသူကအယုံဆိုင်နေတယ်မြန်မာနိုင်ငံမှာလာပြီးမှဘလို့လို့ပြီးအချူအမေရမယ်ဆိုတာဒါပဲအယုံဆိုင်နေတယ်ကျွန်တော်မြန်မာနိုင်ငံပြည်သူလူထုရဲ့ဒုက္ခဆင်းရဲမှုတွေကိုလုံးဝခယူမဆိုင်ဘူး မြန်မာနိုင်ငံမှာတန်းနဲ့ချီပြီးမှဒုက္ခရောက်နေတဲ့အဆန်ကနေတဲ့လူတွေရှိနေတယုတ်ကလုံးဝစောက်ကယူမဆိုင်ဘူးသူအကျူးစီးပွားရေးပဲကယူဆိုင်နေတယ်စဉ်းစားကြည့်ကွာ2023နဲ့2024မှာတဲ့တယုတ်ကကျွန်တော်တို့မြန်မာမေရှားတတုလာဒူးတဲ့ချိန်မှာတန်ချင်း၄တောင်းချိုကိုမြန်မာနိုင်ငံကနေတင်သွင်းခဲ့တာတဲ့စဉ်းစားကြည့်နော်တန်ချင်း၄တောင်းချိုကိုတယုတ်ကမြန်မာ2023နဲ့2024မှာအလောက်ထိဖြစ်နေတယ်ညပြသွားတာပါ ဲ့ဒါဆိုတော့ဒီအမေရိကအစိုးရအနေနဲ့တဲ့ဒီမြန်မာရဲ့မေရှားတတုကိုရရှိဖို့ရအတွက်ဤ၃မျိုးရှိတယ်လို့ပြောနေကြတယ်။ဒါကတော့၃တစ်ချက်လုတ်တဲ့လူတွေက၃တစ်ချက်လုတ်ပေးတာပါ။နော်။အမေရိကကအိရှာနိုင်ငံမှာမေရှားတတုကိုရှာဖွေနေတဲ့အခါကျွန်တော်မြန်မာနိုင်ငံတွေမှာသူရဲ့ interest မှာတော့ပါနေတယ်။ဒါပေမဲ့အမေရိကအတွက်တော့စင်ခုံမှုအများကြီးရှိတယ်။၃တစ်ချက်လုတ်တဲ့လူတွေကဘယ်လိုပြောကြလဲ။သူတို့ပြောတဲ့၃မျိုးကိုကျွန်တော်ပြောပြမယ်။ ဖြစ်လာမဖြစ်ဘူးလားဖြစ်နိုင်လားမဖြစ်နိုင်ဘူးကျွန်တော်ပြောဘူးနော်သုံးသက်ချက်လောက်တဲ့လူတွေကသုံးမျိုးပြောကြတယ်အဲ့ဒါကောအမေရိကန်အနေနဲ့တိုင်းသားလက်နက်ကန်တပ်ဖွဲ့တွေနဲ့တိုက်ရိုက်ဆက်ဆံပြီးမှအလုတ်လုတ်မယ်ဆိုရင်မြန်မာနိုင်ငံမှာရှိနေတဲ့မေရှားတတုကို US ကပိုင်ဆိုင်ခွင့်တော့ရမှာပါတဲ့ဟောမေရှားတတုဒူးပေါ်တဲ့နေရာမှာဥပမာကွာအခု EA တို့ထင်းချုပ်တဲ့နေရာကချင်ကထင်းချုပ်တဲ့နေရာရှမ်းကထင်းချုပ်တဲ့နေရာမှာ အမေရိကနဲ့တည်တံ့သဘောတူညီမှုရမယ်ဆိုရင်တော့အမေရိကကမေရှားတတူမှာသူစိတ်ဝင်စားလို့ရှိရင်အနည်းနဲ့များတော့ရသွားမှာပါခုနကျွန်တော်တို့ပထမ point မှာပြောခဲ့လေအမေရိကကလည်းတရုတ်ရဲ့လက်အောက်ထဲကနေမေရှားတတူမိခူမှုကိုလွတ်မြောက်ချင်လာတယ်အဲ့ဒါကြောင့်နေရာတိုင်းမှာမေရှားတတူလိုက်ရှာနေတယ်ပထမမှာတော့မြန်မာနိုင်ငံမှာလာမြန်မာနိုင်ငံရဲ့မေရှားတတူကိုစိတ်ဝင်စားနေတယ်ဆိုရင်တိုင်းသားလက်နက်ကန်တွေနဲ့တူလက်တွဲပြီးမှလုံနိုင် လုံနိုင်တဲ့အလားလာတော့ရှိတယ်လို့ပြောကြတယ်။သုံးမျိုးထဲမှာဒါကတစ်မျိုး။ဆိုတော့တခြားတစ်မျိုးကတော့အန်ဒရီတော့ရှိနိုင်တယ်ပေါ့။တကယ်လို့မြန်အမေရိကကတိုင်းသားလက်နက်ကင်တွေနဲ့လာပြီးမှပူပေါင်းပြီးမှမေရှားတပ်တုကိုဒုဖို့ရေလုပ်နေမယ်ဆိုတော့စစ်ကောင်စီကတော့စိတ်ဆူးမှတေချာတယ်။ NUG ရဲ့ပါဝင်စိတ်ဆူးမှတေချာတယ်။ NUG ကလည်းတုကိုသူအဆူရလို့ပြောတဲ့ခါကျတော့အာကျွန်တော်တို့အဆူရရှိတာပဲ။ အမေရိကကအယူဂျီနဲ့ဘာဖလို့မဆက်သွေးပင်းတဲ့တခြားတိုင်းသားတွေနဲ့ဆက်သွေးပြီးလောက်တာလဲဆိုမှအယူဂျီကလည်း quarantine နဲ့ချေရှိတယ်စစ်ကောင်စီကလည်းဆက်စုနဲ့ချေရှိတယ်ပေါ့ဒါကတော့တခြား risk အကြောင်းကိုပြောကြည့်ရပါဘူးဒုတိယတစ်မျိုးကတော့ဗာလဲဆိုတော့စစ်ကောင်စီကိုဖိအားပေးပြီးမှဒါမှမဟုတ်မှတ်လုံပေးမယ်အမေရိကအနေနဲ့စစ်ကောင်စီကိုဖိအားပေးမယ်တန်ခတ်မှုတွေတန်ခတ်မှုတွေကိုရှော့ပြီးမှလည်းအနောက်နိုင်ငံအနောက်တိုင်း company တွေနဲ့ဝင်ရောက်ခွင့်ရအောင် ပိတ်တဆိတ်နဲ့ညှိနှိုင်းနိုင်တယ်ပေါ့တနည်းအားဖြင့်ပြောရမယ်ဆိုအမေရိကကစစ်ကောင်စီနဲ့ညှိနှိုင်းပြီးမှမေရှားတတုကိုဝင်ဝင်လာလို့ရတယ်ဝင်ယူလို့ရတယ်စစ်ကောင်စီကလည်းကန့်လှမ်းပြီးသားစစ်ကောင်စီကလည်းအမေရိကကိုမေရှားတတုပေးမယ်ဆိုမှကန့်လှမ်းပြီးသားဖြစ်နေတယ်ကန့်လှမ်းတဲ့ဟာရှိတယ်ဒါပေမဲ့အမေရိကကအဲ့လိုလို့တော့မရတယ်ဘူးလို့လို့လို့ဆယ်တော့အမေရိကရဲ့ foreign policy အရနိုင်ငံခြားရေးမူဝါဒအရစစ်ကောင်စီနဲ့ဆက်သွယ်မှုလို့မှမဟုတ်ဘူးဆိုမှအမေရိကရဲ့ policy မှာရှိသေးတယ် ဆိုတော့ကျွန်းဝက်နဲ့လက်တွေ့အကြားမှာရွေးချယ်ရမယ့်အနေအထားရှိနေတော့အမေရိကကပေါ့နော်ဆိုတော့အမေရိကကလက်တွေ့နိုင်ငံရေးကူဦးစားပေးပြီးမှရွေးချယ်နိုင်တယ်ဒါမှမဟုတ်ရင်တော့ဒီအမြမမေရှားတတုရဖို့ဆိုရင်တော့လူအခုညေကိုချူဖောက်ပြီးမှပဲမျက်စိမိတ်ပြီးမှပဲအော်နော်ဒီစစ်ကောင်စီနဲ့ရတယ်ကွာလက်တွေ့ရအောင်လုပ်ပြီးမှလုပ်နိုင်တယ်ရှိတယ်ဒါမှမဟုတ်အမေရိကကလူခုညေချူဖောက်တဲ့စစ်ကောင်စီနဲ့လက်တွေ့ဖို့ဆိုတာမဖြစ်နိုင်ဘူးပေါ့ဆိုတော့စင်ခုံမှုတွေတော့များကြီးရှိတယ် ဆိုတော့မြန်မာနိုင်ငံကတော့မေရှာတတုကအမေရိကကတော့စိတ်ဝင်စားသူများလေးပဲတကယ်လက်တွေ့မှာလာပြီးမှမေရှာတတုကိုထူဖို့ရေးမေရှာတတုကိုလုပ်ရေးဆိုတော့အမေရိကအတွက်ဖြစ်ဖို့အလားအလာကနေပါတယ်သူမှ interest တော့ရှိတယ်စိတ်ဝင်စားမှုတော့ရှိတယ်ဒါပေမဲ့တကယ်လက်တွေ့မှာခက်တယ်ဆိုမှပြောနေကြတယ်ဘာဖြစ်လို့လဲဆိုတော့စင်ခုံမှုများကြီးရှိတယ်တဲ့ကျွန်တော်တို့ရဲ့ဒီမြန်မာနိုင်ငံမှာတေတနေရတော်တော်များများမှာတရုတ်ရဲ့လွှမ်းမိုးမှုတွေရှိလာတယ်ပြည်တွင်းစစ်တွေလည်းရှိတယ် ပီရင်းစစ်ချားလေးမှာ US ကလာပြီးမှမြန်မာနိုင်ငံမှာမေရှားတတုဒုဖို့ရေးဆိုတာလုံးဝမဖြစ်နိုင်တဲ့ကိစ္စတစ်ခုဖြစ်လာတယ်။ဆိုမှပြောနေကြတယ်။ပြီးတော့မြန်မာနိုင်ငံကတရုတ်ရဲ့ from movie တာနိုင်ငံဖြစ်နေဖြစ်နေတယ်ဆိုတော့အမေရိကရဲ့အောင်မြင်မှုကတော့ဖြစ်မှာမဟုတ်ဘူးပေါ့။အမေရိကကတော့မြန်မာနိုင်ငံမေရှားတတုနဲ့ပတ်သက်ပြီးမှဘလူနီးနဲ့မှမဖြစ်နိုင်ဘူးပေါ့။တရုတ်ရဲ့ from movie တာနိုင်ငံဖြစ်နေတယ်ဆိုမှပြောနေကြတယ်။တကယ်လို့များတော်လှန်ရေးတပ်ဖွဲ့တွေကစစ်မြေပြီးမှတူတက်မှုရှိတယ် တော်လှန်ရေးတပ်ဖွဲ့တွေကနေရတော်တော်များများကိုထိန်းချောက်တယ်အမေရိကကိုဝင်ခေါ်တယ်အမေရိကကိုဝင်ပါခိုင်းတယ်ဆိုတော့တမျိုးဖြစ်နေတယ်ပေါ့နော်ဒါကတော့မေရှာတတုနဲ့ပတ်သက်ပြီးမှအမေရိကရဲ့ interest ကိုကျွန်တော်ကပြောသွားတာပါဆိုတော့ဘလူဘဲဖြစ်ဖြစ်ကျွန်တော်ပြောချင်တဲ့အဓိက point ကပါလဲဆိုတော့အမေရိကကမြန်မာနိုင်ငံရဲ့အရေးကိုဘလောက်ပဲစိတ်ဝင်စားစိတ်ဝင်စားဘလောက်ပဲ interest လို့လို့တရုတ်ကကျွန်တော်နိုင်ငံကိုအုပ်ချုပ်ပြီးသားဖြစ်နေတယ်တရုတ်ကကျွန်တော်နိုင်ငံကိုလွှမ်းမိုးပြီးသားဖြစ်နေတယ် ဆိုတရုတ်ကကျွန်တော်တို့ A to Z ကိုချုပ်ကင်ပြီးသားဖြစ်နေအဲ့ဒါခက်နေတာအရင်ခက်နေတယ်အခုရုရှားနဲ့တရုတ်ရဲ့လက်နက်ထပ်ပတ်မှုကြောင့်လေကျွန်တော်တို့မြန်မာနိုင်ငံကဒီမတည်ငြိမ်မှုတွေဖြစ်လာတယ်ဒုက္ခတွေတွေတန်ပေါင်းများစွာထွက်လာတယ်ဒါတွေကတရုတ်ရဲ့ရုရှားဝန်ပါမှုအကြောင်းလေးပါနေတယ်မနေ့တနေ့ကအမေရိကရဲ့ဒီတရုတ်ရဲ့တန်ယုံရှိမှာ US မြန်မာရောက်မြန်မာနိုင်ငံသားတွေကစံသပြနေတယ် တရုတ်ကိုမြန်မာနိုင်ငံမှာဝင်ရောက်စုဖတ်ဖို့မလို့ဖွင့်ရတဲ့မြန်မာနိုင်ငံအရေးမှာမပါဝင်ဖွင့်ရတဲ့ဆန္ဒတွေပြနေတယ်တရုတ်ပေါ်မှာလေဆိုဘလူဘက်ဖြစ်ဖြစ်ကျွန်တော်တို့ကတရုတ်ရဲ့အုတ်ချုံမှုအောက်မှာပြင်ပမှာရောပြည်ရင်းမှာရောမတိမတာလေးနဲ့နေသွားပြီဆိုတော့ငင်းလို့မရဘူးဖြစ်နေတယ်ပေါ်တော့တရုတ်ရဲ့လွှမ်းမိုးမှုကတော်တော်လေးကိုကြီးမားပါတယ်အရင်တော့ကစစ်ကောင်စီတချို့တွင်ကလည်းတရုတ်ကိုမကြိုက်ပါဘူး ဒါမဲ့မင်း online တက်မင်း online အာတာဝန်ရရှိပြီးတဲ့နောက်ပိုင်းမှာပဲမင်း online အုတ်ချုပ်ပြီးတဲ့နောက်ပိုင်းမှာပဲတရုတ်ရဲ့ဝင်ရောက်စပတ်မှုကအရေးရန်ကိုကြီးမားလာတယ်တရုတ်ရဲ့ဝင်ရောက်မှုက100%ဖြစ်လာတယ်တရုတ်မြန်မာနိုင်ငံမှာလေအဲ့ဒီနှစ်နှစ်လေးနှစ်တာတွင်မှာတရုတ်ကမြန်မာနိုင်ငံမှာရရဆက်ဆက်ကိုလှုပ်သွားတာတော့အကုန်လုံးတရုတ်ဝင်နဲ့ရောတရားမဝင်နဲ့ရောအကုန်လုံးဖြစ်စီအောင်လှုပ်သွားတာတော့ဒါကတော့ မြန်မာနိုင်ငံသားမှန်တဲ့လူတိုင်းအားလုံးကစိတ်နာတင်တဲ့ဝန်နေတင်တဲ့ရပါဘူးကျွန်တော်တို့မြန်မာနိုင်ငံကအနှစ်၄နှစ်တာတွေမှာတရုတ်နိုင်ငံရဲ့အုပ်ချုပ်မှုကြီးအောင်မှာမတိမတာလေးနဲ့ကြားရောက်လာတယ်တချို့လူတွေကမတိကြဘူးတရုတ်ရဲ့လွှမ်းမိုးမှုအောက်မှာကျွန်တော်တို့ကကြားရောက်နေပြီးတရုတ်ရဲ့ချုပ်ကအောက်ထဲမှာကျွန်တော်တို့ကကြာသွားပြီကျွန်တော်တို့ရဲ့ထောင်ချောက်ကျွန်တော်တို့မြန်မာနိုင်ငံကြီးကတရုတ်ရဲ့ထောင်ချောက်ဒီမှာကြာသွားပြီဆိုတော့တချို့လူတွေဒီလိုမျိုးကမတိသေးဘူးဖြစ်နေတဲ့ခုထိတယ် မတိသေးဘူးနိုင်ငံရေးအရာရောတရုတ်ရဲ့အုပ်ချုပ်မှုအောက်မှာကျွန်တော်တို့ကြားရောက်ပြီစီပေါ်ရေးအရာရောတရုတ်ရဲ့အုပ်ချုပ်မှုအောက်မှာကြားရောက်သွားပြီစီအကုန်လုံးပေါ်တတော်လေးကိုရင်သာဆက်ကောင်းပါလေ all right ကဲဒါကတော့ကျွန်တော်တို့ဒီတာဝန်နဲ့တရုတ်အရေးမှာစစ်ကောင်စီကတရုတ်ဖက်ပါမယ်ဆိုမှပြောထားတယ်ပြီးတော့တရုတ်ရဲ့လွှမ်းမိုးရေးကိစ္စမှာဘယ်လောက်ထိတောင်စူပါပြီလဲဆိုတာ ကျွန်တော်တို့ဆွေးနွေးတော့တာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ YouTube link ကိုတဘောချရဲဆိုတော့မြန်မာကျွန်တော်ရဲ့ YouTube မှာ subscribe လုပ်ပေးခြင်းအပြင်အပလိုရပါတယ်ခုလိုမျိုးကြည့်ရှုအပေးရမယ့်ဆွေအားလုံးပေါ်မှာကျေးဇူးတင်တယ် thank you so much for watching beautiful people i love you guys take care i'll see you soon all right hello team bye bye guys see you soon ဒီနေ့တော့ဘာဘယ်လိုပြောမလဲ dinero